မားနဲ့သဘောတူထားတဲ့သူကို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 လို့ခေါ်နေမျိုးရှက်ဘူးငါတိတဲ့အမှန်တရားတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့အာမြတ်ကာရီတာမှာဆိုရင်သူကအဲယူရှင်းပါတယ်သူကအိမ်မှာ သူ့အမျိုးသားအတွက်ကိုပဲရက်တည်ပေးနေတဲ့အမျိုးသမီးတယောက်အနေနဲ့တရုတ်ဆောင်ရတယ်ပြီးတော့အရန်ရိုးရိုးရင်လေးနဲ့ဒီအမျိုးသမီးလေးရဲ့ပုံစံလေးရပါဘို့ဆိုတော့အဲ့ဒီ character လေးကိုတော့လီရအောင်လီမီဘက်ကလည်းအဲအဝတ်အစားအစားပြီးရင်ဒီပြောပုံဆိုပုံအဲဒီအမှုရာလေးတွေအဆုံးပုံတော့အာတော်တော်လေးချစ်မယ်ဇလန်းတွဲလေးထဲမှာတော့လီလီကအမရရဲ့ အာပလဲဆိုတဲ့အမွာကာရက်တာလေးပေါ့အာကာရက်တာလေးနှစ်ခုကိုလေးလေးဒီကုဆောင်ထားပါတယ်ကျွန်တော်လည်းသဘောတူထားတဲ့သူကို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 လို့ခေါ်နေမျိုးရှက်ဘူးငါသိတဲ့အမှန်တရားတစ်ခုပဲရှိတယ် ဲ့ဒါဘာလဲဆိုတော့ငါတို့မိဘတွေကကိုရဲ့တောင်းသူ့တော်ဖြစ်တဲ့မပလဲနဲ့ပဲသဘောတူတယ်ပလဲမှာဘာချွင်ချက်ရှိလို့ပလဲကိုမချက်နိုင်ရဟုတ်ကဲ့ဟုတ်ကဲ့အာမြကတော့အာဇန်ရဲရဲ့ဇနီးတဲ့ပေါ့နော်ဆိုတော့အာပလဲကကြတော့အာဒီအမအစုံပါပြီးသွားတဲ့အချိန်မှာဒီမြမပြီကိုပြန်လာတဲ့အချိန်အမရဲ့မှားတာတချောင်းပေါ့အမကလည်းဒါသားလေးချန်နေတော့အဲသားလေးကိုဆောက်ရှောက်ဖို့အတွက်ကိုဇန်ရဲကလည်းအရွယ်ကောင်းလေးပဲရှိသေးတာဟုတ် ဆိုတော့သူနဲ့လက်ထပ်မဲ့သူကအာပလဲပဲဖြစ်တဲ့နယ်ဆိုတဲ့ဟာလေးရတချောင်းပေါ့လေဆိုတော့အာပလဲကာရက်တာလေးရတော့ကိုဇံရဲကိုနောက်တစ်ချိန်ပြန်ပြီးတော့အဲလှုပ်ခတ်ပြီးတော့လိုက်ကြိုက်ရတဲ့အကောင်မလေးပေါ့ကိုဇံအဲလည်းရအောင်လုပ်တယ်ချမကိုရိုင်းအိမ်ဝယ်နေမှာဘလို့နီးရလို့ပြီမင်းဘလို့အကြောင်းပြချက်နဲ့ငါ့စီကိုချီကန့်ခဲ့တာလဲငါ့ကိုဒီလောက်လဲသားရချိန်လိုက်ရောပေါ့မင်းထောက်ပါတော့ဖတ်သွား အာလီတို့ဒါပွင့်လင်းပြောရင်တော့လီတို့အာကာရက်တာတွေကိုဖန်တီးရတဲ့အချိန်မှာအပြင်မှာကိုမဖြစ်တာမဖြစ်ရသေးတဲ့ဟာတွေမရှိတဲ့အရာကိုအရှိလုပ်ပြီးတော့လီတို့ကတယုတ်ဆောင်သွားတာပေါ့လေဆိုတော့အာဒီမှာအာမြတ်ကာရက်တာမှာဆိုရင်သူကအာရိုးရှင်းပါတယ်သူကအိမ်မှာသူ့အမျိုးသားအတွက်ကိုပဲရက်တီပြီးနေတဲ့အမျိုးသမီးတယောက်အနေနဲ့တယုတ်ဆောင်သွားတယ်ပြီးတော့ ရင်အဲရိုးရင်လေးနဲ့ဒီအမျိုးသမီးလေးရဲ့ပုံစံလေးရပါဆိုတော့အဲ့ဒီ character လေးကိုတော့လီရအောင်လီမီဘက်ကလည်းအဲအဝတ်အစားအစားပြီးရင်ဒီအဲပြောပုံဆိုပုံအဲဒီအမှုရာလေးတွေအစုံပေါ့နော်လီတိချာလေးဒီအမွာ character ဖြစ်နေရောနှစ်ခုကိုလည်း꿰ပြသွားအောင်လို့ည character လေးကိုဒီကိုယ့်ရဲ့အမျိုးသားအပေါ်မှာအဲခဏပြောလို့မျိုးပေါ့အဲယူရပေးတာမျိုးတွေယူဆိုင်ပေးတာမျိုးတွေအဲ take care လုပ်တာမျိုးလေးတွေကိုတိချာလေးအဲ ြင်ဆင်ခဲ့ပြီးတော့တခြားလေးတရုပ်ဆောင်ခဲ့ပါတယ်ဟုတ်ကဲ့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 ဟုတ်ဟုတ်ဟုတ်အဓိကတော့ဒါစီစဉ်သူတွေအဲနောက်တစ်ခုကမပွင့်လို့ပေါ့နော်ဒရိုက်တာမပွင့်တင်ရေးဆိုဒီကားလေးကိုသူအဲစခရစ်ရတဲ့နေ့မှာပဲလီတို့ဆက်တွေ့လာတယ်ဆက်တွေ့ပြီးတော့ဒီကားလေးမှာဒါအမွာကာရက်တာလေးလီလီရှိတယ်အဲတရုပ်ဆောင်ဟိုအတွက်သူအဲလမ်းပြောတော့လီလည်းအရန်အရန်ကိုပြောသွားအဓိကလီလီဒီလိုမျိုး အမွာကာရက်တာလေးလေးလေးအာတခြားအဲ့လိုမလုပ်ဘူးသေးဘူးမလုပ်ဘူးသေးရောဒီမှာလေးလေးဒါလေးလေးအခွင့်အရေးလေးရတော့လေးတခြားလေး ဒီအမွာနှစ်ယောက်ရဲ့ character မတူတဲ့အမွာနှစ်ယောက်ရဲ့စိုက်ကလေးကိုမရအောင်လေတော့တခြားပြင်ဆင်ခဲ့ပါတယ်။အာပိုင်ကအရန်စူးစားတယ်။အဲပြီးတော့ဒီကားလေးကသူခဏပြောလို့ပဲသူ အရင်ကတည်းကတော့သူ့ကိုဇလန်းတွဲတီဒါလာပြီးတော့သူ့ကိုကန့်လန်းတာရှယ်တယ်မသူမရိုက်ဖြစ်ခဲ့ဘူးပေါ့နော်။အဲဒီကားလေးမှာသူပထမအဆုံးရိုက်တဲ့ကားလေးဖြစ်တော့ဘာပဲနေလီလို့ဒါမြန်မာပြည်မှာကိုလည်းဒါဒီဘက်မှာစူးစားနေရလူတယောက်အနေနဲ့တော့အများကြီးကိုလည်းအကုန်ဝမ်းနောက်မိပါတယ်။အဲပြီးတော့ပိုင်နဲ့ဒီတကယ် ဲ့အလုပ်တွဲလုပ်ကြည့်တဲ့အချိန်မှာလဲသူဟာအရန်ကိုစူးစားတဲ့အဲပြောမယ်ဆိုရင်အကိုအပြင်မှာလဲတငယ်ချင်းမှာပဲအရန်ကိုစူးစားတဲ့အတာတယောက်အနေနဲ့မြင်ရတယ်လီယိုဒီဘက်မှာအများကြီးအကိုစူးစားတဲ့ဟာကိုပို့ပြီးတော့အဲတမက်တယောက်အဘေးယူအမမြလေးနဲ့လီတို့အဒီကားကောင်းလေးတကားအဲထွက်သွားတယ်ပေါ့နော်ထွက်လာခဲ့တယ်ပေါ့ဒီတို့အာနည်းနည်းလေးဖွက်ထားခြင်းသေးတယ်အဲဒါပေမဲ့အာလီလီနဲ့ပိုင်နဲ့နှစ်ယောက်တခြားလေး အအချိန်နဲ့တကယ်ကိုတရုပ်ဆောင်အောင်ပဲအာကာရက်တာလေးတစ်ခုအာကာရက်တာတယောက်တစ်ခုစီရှိတဲ့ကားလေးတကားပါအာပြီးတော့အဲနေရာ location ကိုဆိုလဲဒီလိုတကယ်ကိုအာလှတဲ့ပဝင်းချင်းလေးဒီလိုရွေးထားတယ်ဆိုတော့အာဆိုင်ဖြစ်တဲ့အခါကျမှပဲတခြားလေးလီတို့ဟုတ်ပြောပြပါမယ်အနောက်စလုပ်ပြပါမယ်အဲပလန်ကတော့လီလီကတော့လေဟိုးအရင်အရင်ဒီအနုပညာအလုပ်ထဲမဝင်ခင်ကတည်းကနေကိုကပလန်သမားဆိုတော့အဲပလန်တာတော့ ကျူပလန်ထားတယ်ကျူရင်ခုံထားတယ်အဲကျူပြင်ဆင်ထားတယ်ပေါ့နော်ဆိုတော့ရင်ခုံပါတယ်အဲရင်ခုံပါတယ်ဆိုတာဒါတငယ်ချင်းကလည်းဒါအောင်မြင်နေပြီးသားမိသားတစ်လက်ဖြစ်တယ်နောက်တစ်ခုသူဒီတကယ်ကိုအဲရူရှင်းနေတကယ်ကိုအလုပ်ပေါ်မှာစူးစားတဲ့သူတယောက်ဆိုတော့လီတို့ဒီဘက်မှာအဲရိုက်တဲ့ဟာမှလည်းအများကြီးအဲမျောလင်းလို့ပို့ပြီးတော့မျောလင်းလို့ကောင်းတာပေါ့လေဟုတ်ကဲ့အရန်ကွန်ပျူတာပေါ့အရန်ကွန်ပျူတယ်ပြီးတော့အဲသူ သူဘယ်လိုပြောမလဲလီတို့အခုဒါနောက်လီလီကိုတိုင်းအဲစီစဉ်ထုတ်ထုတ်လုပ်တဲ့အဲကားမှာပါသူနဲ့တူတူလီတို့တွေ့ရိုက်ဖို့လေလီတို့အဲကန်လန်းထားရရှိတယ်သူနဲ့ဒါအချိန်ကြာလေးပေါ်မူတီဗီလီတို့ဒီ2026ထဲမှာလီလိုက်ကူသွားဖို့လည်းရှိတယ်ပေါ့ဆိုတော့တငယ်ချင်းအောင်မြင်မှုပေါ်မှာတော့အများကြီးဂုဏ်ယူဝမ်းမြောက်တာပေါ့အမရဲ့တငယ်ချင်းလည်းဖြစ်တယ်နောက်တစ်ခုကိုရီမြန်မာနိုင်ငံကအတားတရားအောင်နေတဲ့နိုင်ငံတကာအထိချေဆက်နိုင်တာကဒါကိုရီအတွက်တကယ်ကိုအဲရုပ်ပြတစ်ခုတကယ်ကို အာကြောမဲ့ဆိုရင်လမ်းလမ်းလေးတလမ်းဒါပေါက်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 တာပေါ့လीเนาะဟုတ်ကဲ့အော်ကော်ဖီဆိုင်လေးကလီလီအဲမလုပ်တော့ဘူးလားဆိုတော့အဓိကတော့လီလီကွာလေအမ်လီလီမှာ business ကလီလီတုံးမှုရှိတယ်အာ wedding ဝတ်ဆောင်အယောင်အငားလေးရယ်ပြီးတော့လီလီကော်ဖီဆိုင်လေးရယ်အဲနောက်တစ်ခုကလီလီဒီအမျိုးသမီးတွေအတွက်အလီလီကိုရန်လည်းပွဲတွေတက်ရတော့ဒီပွဲတက်အဝတ်ထဲပေါ့เนาะအဲအလူဘားဆိုတဲ့အဝတ်ထဲအဲလေးရယ်ပေါ့ ready to wear ဒီတော့ဒီ လိုကယ်မိတ်ပေါ့နော်ဆိုတော့အာအလုတ်အရင်အလုတ်ကလည်းသုံးခုရှိနေတယ်နောက်တစ်ခုလေဒီဘက်မှာလည်းလေဒီကိုကိုတိုင်အဲ production ဘက်ကိုစပြီးတော့ကိုကိုတိုင် producer အနေနဲ့သွားနေတာဆိုတော့လေနည်းနည်းလေးတချို့ခါလေးလေးလေးအဲခွဲချလိုက်ပြီးတော့မှဒါနောက်တစ်ချိန်ကြာမှလေးလေးပြန်လုံးမဲ့ business လေးဆိုပြီးလေးခွဲထုတ်လိုက်ပြီးတော့မှလေးလေးအဲ့အလေးကိုအယောင်း တင်လိုက်တာပါလေဇီးလေးဆိုင်နေတယ်ဟိုပြီးခဲ့တဲ့တပတ်ကမှတင်ထားတာဆိုတော့ဇီးလေးဆိုင်နေတယ်အာနောက်တစ်ခုကလီလီယာတဆိုင်လုံးကြီးရောင်းတာဆိုတော့အဲနည်းနည်းလေးတော့လီလိုစကားလေးပြောရတာပေါ့ပြောနေကြစကားပြောရမယ်ဆိုရင်တော့ အဲမက်ခဲ့ဘူးတဲ့အိမ်မက်ကလေးတွေရှိတယ်အာကိုမွေးထုတ်လိုက်တယ်သားလေးတွေသမီးလေးတွေဒီအရာလေးကိုပြီးခဏလေးခောက်သိမ်းလိုက်တာပါဟိုလိုကြီးအာ like ဟိုမလုတော့ဘူးတသက်လုံးငါးဓာတ်ကြီးကိုစိတ်ကုံသွားပြီဆိုပြီးအဲ့လိုမျိုးရောင်းချခြင်းမျိုးမဟုတ်ပါဘူးအဓိကလီလီကလီလီပစ္စည်းတွေကအရန်များတော့လီလီထားတို့ဖို့အတွက်ကိုအဲလီလီတိမ့်ဖို့တိမ့်စီဖို့အတွက်နေရာမလုံလောက်တဲ့အတွက်လီလီဒါရောင်းလိုက်ဖို့အတွက် အဲ decision ချလိုက်တယ်ပေါ့လေဒါပေမဲ့ဒါပစ္စည်းတွေပဲရောင်းတာပါလီလီရဲ့ဒီ light coffee ဟောက်နာမည်လေးကိုရောင်းခြင်းမဟုတ်ပါဘူးဆိုတော့လီလီအချိန်ပြန်ပေးနိုင်တဲ့အချိန်ပြီးတော့ကိုတကယ်ဒီဟာအပေါ်မှာအလုပ်လုပ်နိုင်တဲ့အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်ကြရင်တော့လီလီဒါလေးကိုပြန်ပြီးတော့ ဖွင့်ပါအောင်လေအော်ဟုတ်တယ်အရင်တုန်းကတော့လီလီတော်တော်လေးလုံနိုင်ခဲ့တယ်အကြီးကလီလီခဏပြောသွားတဲ့ Louvre clothing brand လေးဆိုရင်ဒါလေတော့ designer make ပေါ့လီလီကိုယ်တိုင်ဒါကို OCB လောက်တာ9နှစ်ကျော်ပါပြီအခဏ coffee sign လေးဆိုတဲ့လီတော့3နှစ်ကျော်ပြီဆိုတော့အဲ့လိုအချိန်နေလီလောက်ခဲ့ပြီးပြီပေါ့နော်ဒါပေမဲ့ဒီအချိန်ရောက်တဲ့အချိန်မှာလီလီဒီဘက်မှာလည်းကိုကိုယ်တိုင်အများကြီးအားစိတ်ထောက်ရမယ့် focus ပေးရမယ့်အရာတွေကတကယ်ကိုထက်ထဲဝင်ဝင်ရောက်လာတဲ့အချိန်ကျတော့လီနည်းနည်းလေး အဲနည်းနည်းလေးပလန်နည်းနည်းလေးချိန်တဲ့သဘောပါဟုတ်ကဲ့ဟုတ်ကဲ့ကိုရှင်သန်နေရတရတာတရတာမှာလေးလေးအဲချီချီနနချီနဲ့ပျော်ပျော်ရွှင်ရွှင်လေးပဲလေးဖြတ်တန်းခြင်းနဲ့ဆိုတော့အဲခဏပြောလို့ပေါ့အဲဒီအရာတွေခဏလို့အဲရောင်းလိုက်တဲ့အရာဆိုလဲလေးဒါခဏလေးခောက်သိမ်းလိုက်တာကိုလုံနေတဲ့အရာဆိုလဲဒီအရာကိုလေးရှစ်ဆက်သွားဖို့အတွက် ခြေလန်းတလန်းချင်းတလန်းချင်းလီလီသွားနေရလို့ပဲလီလီမှတ်ယူတယ်။အဲဆိုတော့နောက်တစ်ချိန်လီဘာတွေဖြစ်မလဲဆိုတာထက်လီလီယခုဘာတွေလုပ်နေလဲကိုလီပို့ပြီးတော့ focus ထားပါတယ်။ဆိုတော့အဲတရက်တာအတွက်ကိုအကောင်းဆုံးဖြတ်တန်းပြီးတော့အဲကြော်ဖြတ်နေတယ်သွားနေတယ်နေထိုင်နေပါတယ်။ဟုတ်ကဲ့ရှင်။